အားလုံးပဲမင်္ဂလာပါရှင်။ယခုတစ်ခါမှနားစင်လေ့လာရမှာကတော့နေလာရောင်ရေးသားထားတဲ့ခွေးခလောက်ဆွဲပြီးစစ်ကြုံဇက်သွင်းကျင်သူများဆိုတဲ့စောင်းပါဖြစ်ပါတယ်။ဒီစောင်းပါကိုငါတို့မျိုးဆက်တော်လန်စာစဉ်အတွဲသုံးအမှတ်သုံးမှာဖော်ပြထားတာဖြစ်ပါတယ်ရှင်။နားစင်ကြည့်ကြရအောင်။ခွေးခလောက်ဆွဲပြီးစစ်ကြုံဇက်သွင်းကျင်သူများ ရွေးကောက်ပွဲဟာဒီမိုကရေစီရဲ့အရေးကြီးတဲ့လုပ်ငန်းစဉ်တစ်ခုပါနိုင်ငံသားတိုင်းရဲ့လွတ်လပ်စွာရွေးချယ်ရပိုင်권လည်းဖြစ်ပါတယ်ရွေးကောက်ပွဲကြီးတွေလှုပ်လို့ပြည်ထနာအားလုံးပြည်လည်သွားတာမျိုးမဟုတ်ပါဘူးပြီးတော့ရွေးကောက်ပွဲဖြစ်ဖို့ခြေလက္ခဏာတွေနဲ့လွတ်လပ်ပွင့်လင်းတဲ့အခြေအနေတွေရှိရပါမယ်ဆဲအုပ်စုဟာ2025ဒီဇင်ဘာမှာရွေးကောက်ပွဲကိုအပိုင်းလိုက်စတင်လုပ်ဖို့အသင့်ပြင်ဆင်နေပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကတော့စစ်အုပ်စုဟာရွေးကောက်ပွဲလုပ်ပိုင်ခွင့်မရှိဘူး၂008ဖွဲ့စည်းပုံကိုစစ်အုပ်စုကိုယ်တိုင်ချိုးဖောက်ခဲ့ပြီးဖြစ်တယ်လို့တော်လန်လူတို့ကဖြတ်သိမ်းပြီးသားဖြစ်လို့တရားဝင်မှုမရှိဘူးလူတို့အားနဲ့ရွေးကောက်ပွဲကိုစန့်ကျင်ဖြိုဖျက်ဖို့ပြည်သူလူထုကိုတိုက်တွန်းနှိုးဆော်နေပါတယ်စနမဲပေးသူဦးရေဘလောက်ရှိမှရွေးကောက်ပွဲအောင်မြင်တယ်လို့၂008ဖွဲ့စည်းပုံမှာဥပဒေတတ်မှတ်ပြဋ္ဌာန်းထားတာမရှိပါဘူး အဲ့ဒီအချက်ကိုအတုံးချပြီးမဖြစ်ဖြစ်အောင်စေယုတ်စုကအတင်းလှုပ်ယူมาဖြစ်ပါတယ်။ဒါကိုမဲပေးကြရမယ်ပြည်သူလူထုရော နိုင်ငံတကာကပါသိနေကြပါတယ်။ဘုံတွေကျဲတနတ်နှထင်ထောက်အကြောက်တရားအောက်ကရွေးကောက်ပွဲဆိုတာထင်တာမြင်တာနေပါတယ်။ရွေးကောက်ပွဲဆိုတာကို လလရေးနဲ့အတူမြမလူအဖွဲ့စည်းစတင်ထိတွေ့ခဲ့တဲ့သမိုင်းကပဲစကြည့်ရအောင်လလရေးရယူဖို့တိုင်းပြူပြည်ပြူလွတ်တော်ပေါ်လာဖို့ရွေးကောက်ပွဲလုပ်ပါတယ်ပြီးကြတဲ့အတိုင်းမှာပဲလလရေးအတွက်လက်ပူတိုက်လုပ်ခဲ့တဲ့ရွေးကောက်ပွဲဟာပိုကြောင်အောင်ဆန်းတို့လှုပ်ကြံခံရပြီးနောက်ပိုင်းပင်လုံစာချုပ်ဂရီကဝော့အတိုင်းပြည်အောင်စုကိုပေါ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူးဒီနေရာမှာ အခုလက်ရှိစီအုပ်စုကအဲ့ဒီအချိန်ကအပိုင်းလိုက်ရွေးကောက်ပွဲလုပ်ခဲ့တာကိုတမိုင်းတွေကဆွဲထုတ်ယူပြီးအသုံးချပါတယ်။ဆက်ပြီးကြည့်အောင်ရှင်။ပင်လုံကတိကဝတ်နဲ့တိုင်းရင်းသားများအရေးကိုကြည်လည်အောင်မဖြေရှင်းနိုင်သေးတဲ့ကာလအတွင်း1958ခုနှစ်မှာဆရာနာရှင်ဘျူရိုကရက်တွေကနိုင်ငံရေးအိမ်ဥကန်းကိုအတင်းတက်လာပါတယ်။1962ခုနှစ်မှာတရားဝင်ဆရာနာသိန်းလို့ပါလီမန်ဒီမိုကရေစီစနစ်ကွဲပြောက်ခဲ့ပါတယ်။ စေအောင်စုဟာဆိုရှယ်လစ်အရေးခြုံပြီးတပါတီအာဏာရှင်စနစ်ကိုထူထောင်ပါတယ်။မြမဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာလည်းရွေးကောက်ပွဲတွေရှိခဲ့ပါတယ်။တပါတီရဲ့ပြိုင်တဲ့ရွေးကောက်ပွဲပါ။အမှန်အမှားဟန်ပြမဲဘုံထောင်ပေမဲ့အချိန်တန်ရင်မဲအားလုံးဟာအမှန်တွေပဲဖြစ်ခဲ့ပါတယ်။1988လူမှုရေးတော်ပုံကြောင့်ပဲတပါတီစနစ်ပြုတ်ကျခဲ့ပြီးပါလီမန်ဒီမိုကရေစီတို့ကူးပြောင်းကာနီးမှာပဲစစ်တပ်ကအာဏာသိမ်းပါတယ် လူလူတောင်းဆိုတဲ့ပါလီမန်ဒီမိုကရေစီနောက်လိုက်ပြီး1990မှာရွေးကောက်ပွဲလုပ်ပေးပါတယ်။ခါတော်မီပါတီငယ်တွေပေါ်လာပေမဲ့အဲ့ဒီအချိန်ကရှေ့မီနောက်မီနိုင်ငံရေးသမားကြီးတွေဥဆောင်တဲ့ပါတီအများစုပါဝင်ခဲ့ပါတယ်။အခုဆေးအုပ်စုလုံးမဲ့အပိုင်းလိုက်ရွေးကောက်ပွဲမှာပါဝင်ကြတာကတော့ဆရာနာရှင်ဗဟုပြုပါတီတွေကြီးပါပဲ။စက်ပြီးကြည့်အောင်လူလူအနေနဲ့ထောင်စန်းစစ်ကြီးဥဆောင်တဲ့အန္တရာယ်အပါဝင်ရွေးချယ်စရာပါတီတွေ အများကြီးရှိနေခဲ့ပါတယ်။ 1990ရွေးကောက်ပွဲကလည်းဆရာနာရှင်ပါဝင် အာနာရှင်တွေကို မကြိုက်လို့ NLD ကိုစုပြုံပြီးမဲပေးခဲ့တာမျိုးပါ1990ရွေးကောက်ပွဲရလဒ်ကိုစေအုပ်စုကအတိအမှတ်ပြုခဲ့ပါဘူးအဲ့ဒီအချိန်ကစာရေးသူကိုယ်တိုင်အသက်၁၈နှစ်ပြည့်ပြီလို့ဘဝမှာပထမဆုံးမဲပေးခဲ့ရခြင်းပါ1960နှစ်အာနာတိန်စေအုပ်စုကို1988အာနာတိန်စေအုပ်စုကအမွေဆက်ခံတယ်လို့2021အာနာတိန်စေအုပ်စုကလည်း ရှိကဆရာနာရှင်ဘီရိုကိုရက်တွေအတိုင်းပဲထင်တယ်လို့ချက်လဲဖို့ကြံစည်နေကြတာပါ1990ရွေးကောက်ပွဲရလနဲ့ပြည်သူဆန္ဒတွေကို2010ရွေးကောက်ပွဲနဲ့ဖြတ်သိမ်းအစားထိုးပါတယ်2008ဖွဲ့စည်းပုံကိုစေအောင်စုစိတ်တိုင်းကြရေးဆွဲပြီးကျင်းပတဲ့2010ရွေးကောက်ပွဲဟာလည်းမြမလူ့ဖွဲ့စည်းအတွက်ဒီမိုကရေစီနီးလန်းကြတဲ့ရွေးကောက်ပွဲမဟုတ်ခဲ့ပါဘူး2012ခုနှစ်မှာကြားပြတ်ရွေးကောက်ပွဲနဲ့ဒေါအောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီ လွတ်တော်တဲ့ရောက်လာပါတယ်။ဆေယောစုနဲ့ရင်ကြားအတင်းစီပြီးဝင်းပြင်းမှုကိုကင်ဆွဲခဲ့ပါတယ်။2015ရွေးကောက်ပွဲဟာလဲဆရာနာရှင်ကြီးစိုးမှုကိုဖယ်ရှားလိုတဲ့စိတ်ရှေ့တန်းတင်ပြီးအန်နာဒီကိုပဲပြည်သူလူထုကတောင်ပြိုကမ်းပြိုမဲပေးပြန်ပါတယ်။အန်နာဒီရသားဆိုးရ9နှစ်တာတက်တန်းမှာဒီမိုကရေစီ လူ့အခွင့်အရေးနဲ့တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုအတော်အသင့်ရှေ့ရောက်ခဲ့ပါတယ်။ ကိုဗစ်ကရောဂါပိစား2020ရွေးကောက်ပွဲမှာလည်းအန်တီကိုပဲပြည်သူလူထုကထင်မှတ်မထားလောက်အောင်ပုံအော်မဲပေးခဲ့ကြပါတယ်။ပြောချင်တာက1948ခုနှစ်ကစပြီးကြုံတွေ့ဖြတ်တန်းခဲ့ရတဲ့ရွေးကောက်ပွဲများဟာတိုင်းပြည်အကြက်တဲအတွက်အပြည့်မဟုတ်တာကိုတွေ့ရမှာပါ။ကိုကြိုက်နှစ်သက်တဲ့ပါတီနဲ့ကိုယ်စားလှယ်ကိုရွေးပြီးကောက်ခဲ့တာမျိုးမဟုတ်ပဲရွေးပြီးမြောက်ခဲ့တဲ့ဖြစ်စဉ်တွေလို့တုံ့သက်ရပါလိမ့်မယ်။ ဒီလောက်ဆိုရင်တော့စေအုပ်စုအပိုင်းလိုက်လုံးမဲ့2025ရွေးကောက်ပွဲရဲ့ဖြစ်စဉ်နဲ့လားရာကိုခမန်းတုံးတက်လို့ရနိုင်လောက်မယ်ထင်ပါတယ်။မာရှယ်လောအောက်မှာပဲစက်နေမလားမဲပေးမလား။မဲမပေးဘဲနေရင်ခွေးဖြစ်သွားမယ်လို့ပြောသူကပြောပါတယ်။မဲမပေးရင်စစ်တပ်ကြီးဆိုတဲ့မာရှယ်လောအမိတ်အောက်မှာပဲစက်နေရလိမ့်မယ်လို့ဆိုသူကဆိုနေပါတယ်။ပြောနေတဲ့သူတွေကိုယ်တိုင်က2008ရဲ့အားနေချက်ဆရာနာရှင်တွေရဲ့အကျိုးအပြစ်ကို ထုံမပြောရဲကြတဲ့လူတွေကြီးပါပဲစစ်တပ်ဟာတိုင်းပြည်အတွက်အရေးကြီးတဲ့အဖွဲ့အစည်းလို့ယုံကြည်ပြီးဆရာနာရှင်ဗဟုပြုပြီးပြည်သူကိုလိန်ညာနေကြသူတွေပါပါဝင်ရှင်ပြိုင်ကြမဲ့ပါတီအားလုံးကလည်းပြောင်းလဲကျင့်သုံးတဲ့အချိုးကျစနစ်အရလွတ်တော်တဲ့ရောက်နိုင်ခြင်းရှိမဲ့မှတ်လုံးရှိနေပါလေပြည်သူနဲ့တိုင်းပြည်အကျိုးထက်ဆရာနာရှင်သဆိုးရှိရေးနဲ့သူတို့နေရာရရေးအတွက်ပဲဥတည်နေကြတဲ့သူတွေပါ မဝေးသေးတဲ့အတိတ်မှာဒေါန်ဆန်းစုကြည်အိမ်မက်မှတ်ခဲ့တဲ့စစ်တပ်နဲ့ပူးပေါင်းငင်ကြားစိတ်ရင်းမအောင်မြင်မှုကိုပြည်သူအလုံးသိနေကြပါတယ်။ဒီတော့သူတို့တွေလွတ်တော်တဲ့ပဲရောက်ရောက်နှက်ပြည်ပဲရောက်ရောက်ပြည်သူကအယုံအကြည်မရှိကြပါဘူး။ပြည်သူလိုလားမှုမရှိရင်ဘယ်အရေးကိစ္စမှတရားဝင်မှုမရှိပါဘူး။မဲပေးဆုံးဖြတ်ရမယ့်ပြည်သူကိုယ်တိုင်ကလိုလားမှုမရှိတဲ့ရွေးကောက်ပွဲပါ။ စေုပ်စုတရားဝင်ဖြစ်ရေးအတွက်နားလဲပါရိုက်တဲ့အတူအရန်ရွေးကောက်ပွဲပါ2008အခြေခံဥပဒေအရအရေးပေါ်ကာလရုပ်သိမ်းစစ်ကောင်မရှင်ထက်ဖွဲ့ကအစိုးရဖွဲ့စည်းပုံကို ကြည်ယုံနေမြင်သာနေပါတယ်မဲမပေးလို့မာရှယ်လောအောက်မှာဆက်နေရလဲအကြောင်းမထူပါဘူးမဲပေးလိုက်မှတရားဝင်မှုရသွားစီမှာကိုပြည်သူတွေသိပါတယ်မညံ့ပါဘူး မဲပေးလိုက်မှစစ်ကြုံဘဝမှာနစ်ပြီးငွေလုံးလုံးဖြစ်မှာပါပြည်သူမလိုလားတဲ့ရွေးကောက်ပွဲကိုဘယ်လိုတားဆီးကြမလဲဆရာကြီးဟန်တာဝတီဥဝင်းတင်ကတော့2008ဖွဲ့စည်းပုံလုံးဝဖျက်သိမ်းရေးမှုကိုတည်တဲ့အထိကင်ဆွဲခဲ့ပါတယ်။ဒေါင်စန်းစုကြည်နဲ့အများစုကတော့ပြင်ဆင်ရေးပါ။ဖျက်သိမ်းခြင်းသူရောပြင်ဆင်ခြင်းကြသူတွေပါ2008ကိုမကြိုက်ကြလို့ပါ။ ဖြတ်သိမ်းရေးရောပြင်ဆင်ရေးရော အထမမြောက်ခဲ့လို့ဒါစစ်တပ်ရဲ့အာဏာသိမ်းခြင်းကိုခံခဲ့ကြရတာပါ2008ဖွဲ့စည်းပုံရဲ့ဘယ်အချက်တွေဘယ်ပုံမှားတွေမကြိုက်တာလဲလို့လွန်ခဲ့တဲ့10နှစ်လောက်ကပြည်သူကိုမေးရင်တော့တိတိပပပဖြေတတ်ခြင်းမှဖြေတတ်ပါလိမ့်မယ်အခုချိန်မှာတော့ပြည်သူကို မေးခွန်းပြန်ထုတ်လို့သူတွေလည်းနှုတ်ဆက်သွားကြမှာပါပြည်သူကမလိုလားပါဘူးမြေပြင်အနေထားရလဲစစ်ဖြစ်နေတဲ့အချိန်မှာ ဒီအချိန်နေဆုံးမှာတော့ရွေးကောက်ပွဲလုပ်လို့ရတဲ့အခင်းကျင်းကို2008ကပေးထားပါတယ်။ပြည်သူအများစုမဲလာမထဲလဲရွေးကောက်ပွဲကအထမြောက်ပါတယ်။အန်ယူဂျီရဲ့ဘာဝင်အတော်များများကရွေးကောက်ပွဲကိုစန့်ကျင်ဖြူဖြတ်ကြဖို့လှုံ့ဆော်နေပါတယ်။ပြည်သူအများစုကလည်းရွေးကောက်ပွဲကိုမလိုလားပါဘူး။စန့်ကျင်ကြပါတယ်။စန့်ကျင်ဖို့လှုံ့ဆော်နေတာထက်ဘလို့နီးလန်းတွေတုံးပြီးတားဆီးနိုင်မလဲဆိုတာသိကျင်နေကြတာလို့အစ်တစ်ယောက်ကပြောပါတယ်။ အဲ့ဒီစကားကလည်းတော်လန်ရေးမှာအရေးကြီးတဲ့အခန်းကဏ္ဍကိုတာဝန်ယူထားကြသူတွေကိုပြည်သူတွေမေးချင်တဲ့သတင်းစကားပဲဖြစ်ပါတယ်။နောက်မိတ်ဆွေတို့ကတော့မိမိပိုင်နေမြေတွေကိုစိတ်ရေးရထိုးစစ်ဆင်ပြီးရအောင်ယူဖို့ပါပဲ။ပြောသူကိုယ်တိုင်ကစိတ်ရေးမကျွမ်းကျင်တယ်လို့ကျွန်တော်လည်းနှိစက်မှုမရှိပါဘူး။ဒီအပိုင်းကတော့ EOS များအန်ယူဂျီပါဝင်တော်လိုင်းအင်အားစုများကပဲလုံနိုင်ဂိုင်းတိုင်းဆုံးဖြတ်နိုင်ကြပါလိမ့်မယ်။ တာမန်ပြည်သူတွေကတော့ဝင်းရံထောက်ခံဖို့အသင့်ပါပဲ။သူကပဲဆက်ပြောပါတယ်။ကိုဘကသာဒုစစ်တွေမပေါ်ဆောင်နိုင်တာ။စေအောင်စုကတော့ရွေးကောက်ပွဲနေမြေတွေဒုချက်နိုင်ရေးအတွက်ဒုစစ်တွေလုံနေပြီလို့ပြောပါတယ်။တချို့ကလည်းပြောကြပါတယ်။စေအောင်စုကတနေရရရနှစ်နေရပဲရရရအောင် လုပ်ပါပဲ။စေအောင်စုချုပ်ကင်ထားတဲ့မြို့ကြီးတွေမှာမဲမပေးပဲအာခံလူတွေကို တလဟင်းအင်အားစုတွေကဘလို့အကာအွယ်ပေးနိုင်မလဲလို့မေးခွန်းထုတ်ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးအမြင့်ဆုံးတေတံအထည်ချနိုင်တဲ့ဥပဒေကို ပြဋ္ဌာန်းထားပါတယ်။မဖြစ်မနေမဲပေးရတော့မဲဆိုရင်လေထိတွေ့မှုရှိပြီးသားမဲလက်မှတ်စနစ်မဟုတ်တော့ပယ်မဲဖြစ်အောင် လုပ်ဖို့နီလန်းတွေကိုတိလို့ကြပါတယ်။ဆေးအုပ်စုကတော့သူတို့ထိန်းချုပ်ထားနိုင်တဲ့မျိုးကြီးတွေမှာဥပဒေနဲ့ချိန်ချောက်တနက်အတင်းထောက်ပြီးမဲယုံအရောက်တွားခိုင်းမှလေ့ကြပါတယ်။ ။တချို့ကလည်းရွေးကောက်ပွဲမဖြစ်ဖြစ်အောင်ကြိုပြီးရအောင်ဖျက်ရမယ်။မရတဲ့အခါစေုံစုရဲ့ရုံမာချက်ကင်မှုတွေကိုကဘာတိအောင်ချက်ချင်းချပြနိုင်ဖို့အစီအမံတွေကြိုလုပ်ထားနိုင်ရမယ်လို့ဆိုပါတယ်။မဲပေးတဲ့ရက်မှာတော်လိုင်းအင်အားစုတွေအနေနဲ့တိုက်ခိုက်ဖျက်ဆီးတာတွေမလုံးမိဖို့အရေးကြီးတယ်လို့စိုးရိမ်စကားဆိုသူကဆိုပါတယ်။တော်လိုင်းအင်အားစုတွေအားလုံးပါဝင်ကြတဲ့ ဒါကလာယာယီညွန်ပေါင်းအစိုးရတရက်အမြန်ပေါ်ပေါက်လို့တဲ့အမြင်အားလုံးအထဲမှာတော့သူတွေးတဲ့တွေးထောင်ကထူးခြားမှုရှိနေပါတယ်စေအောင်စုလုံမဲ့ရွေးကောက်ပွဲကိုစေအောင်စုလက်ဝေကန်နောက်လိုက်အနေငယ်ကလွဲလို့ပြည်သူအများလက်ခံစိတ်ဝင်စားခြင်းမရှိကြပါဘူးလက်တော်ထဲမှာယူနီဖောင်းဝတ်အစိုက်သားအသင့်ရှိနေမှာဖြစ်တယ်လို့ကြံ့ဖို့ကလည်းအင်းနဲ့အားနဲ့နေရာယူမှာပါ အချို့ကျပါဝင်ရမယ်ပါတီ60ကျော်ကလည်းစစ်တပ်ဗဟိုပြုထောက်ခံတဲ့ပါတီတွေပါဒီအထဲမှာတိုင်းရင်းသားကိုစားပြုပါတီတွေ ပါနေတာကလည်းအယောင်ပြပါပဲဘလို့မှဖက်ဒရယ်ဒီမိုကရေစီကိုဖော်ဆောင်နိုင်မှာမဟုတ်ပါဘူးလနန်ကိုင်တက်အင်အားများစွာရှိုံမကနယ်မြေစုံမထတဲ့ IAO စများကလည်းစေအောင်စုလုံးပဲရွေးကဝဲကိုမထောက်ခံသလိုသူတို့နယ်မြေတွေထဲမှာကျင်းပခွင့်ပေးမှာမဟုတ်ဘူးလို့အများစုကပြောထားကြပါတယ် KNU ဆိုရင်စေအောင်စုလုံမဲ့ရွေးကောက်ပွဲကိုအမျိုးသားရေးတာဝန်တရက်နေနဲ့ဆန့်ကျင်ဖို့ပြောထားပါဗျ။သူဆက်ပြောတာကတော့ဒီဇင်ဘာ28ရက်မှာစတင်မဲ့အပိုင်းတည့်ရွေးကောက်ပွဲကိုမြို့နယ်တရား2မြို့နယ်မှာသာကျင်းပနိုင်မှာပါ။တခြားကိုမကြည့်ပါနဲ့တဲ့။64မြို့နယ်ရှိနေတဲ့ရန်ကုန်မှာတော့စက်နှမြို့နယ်သာကျင်းပဖို့ရည်မှန်းထားနိုင်တာမျိုးပါ။ဒီအချက်ကိုကြည့်လိုက်ရုံနဲ့လုံခြုံရေးဖြန့်ကျက်နိုင်စွမ်းမရှိတာ။ တည်တာနေတယ်လို့ဆိုပါတယ်။ IAO NUG နဲ့တော်လှန်ရေးအင်အားစုများ စုစည်းချိတ်ဆက်ပြီးနယ်မြေလိုက်ဒေသနာရွေးကောက်ပွဲများကျင်းပပြီးဈာကလာရာရင်ညွန်ပေါင်းအစိုးရတရက်အမြန်ဖွဲ့စည်းနိုင်ရင်မကောင်းဘူးလားလို့သူစဉ်းစားချက်ကိုပြောပါတယ်။ NUG အနေနဲ့ဈာကလာဒေသနာပြည်သူ့အချုပ်ရေးဖော်ဆောင်ထားသလိုအခြားကြီးငယ်လိုက်လည်းအတီးတီးအသိရှိနေပြီးသားလို့သူသိသမျှပြောပါတယ်။ ဒါကသူတွေးသည်မတွေးကြည့်တာပါတဲ့သူတက်ကိုကောင်းပြီးပုံမှုပြည့်စုံတဲ့အစီအမံတွေလဲရှိကောင်းရှိနေနှစ်မှာဖြစ်တယ်လို့သူကဆိုပါတယ်ဘုံရန်သူတူပြီးကြံကြမ်းနေတဲ့အင်အားစုတွေစုစည်းကယာယီညွန်ပေါင်းအစိုးရတရက်ပေါ်လာရင် ကုလသမဂ္ဂအပါဝင်နိုင်ငံတကာကအတိမတ်ပြုဆက်ဆံဖို့လမ်းပွင့်သွားမှာဖြစ်တယ်လို့ဆိုပါတယ်ကျမ်းပါစေအောင်စုနဲ့နောက်လိုက်နောက်ပါတွေထက်ခြေလန်းမြ мян စော်ပြီးလှမ်းနိုင်မှဖြစ်မယ်လို့ပြောပါရယ် ထပ်မှာတင်ပြခဲ့တာတွေကတော့ကျွန်တော်ပါဝင်ပြည်သူတွေလက်တလောဖြစ်စေခြင်းနေတဲ့အကြောင်းအရာများဖြစ်ပါတယ်။တရားမဝင်အတုအယောင်ရွေးကောက်ပွဲကိုပြည်သူအားနဲ့စန့်ကျင်ကြဆိုပြီးအော်နေယုံနဲ့မပြီးပါဘူး။မျိုးဦးတော်လန်ရေးစတင်ချိန်ကလေးကတိုင်းရင်းသားပြည်သူများက တောင်ဝန်ကြေတာထက်ပိုပြီးဝန်းရံထောက်ခံနေကြတာပါ။အခုကျင်းပမဲ့အတုအယောင်ရွေးကောက်ပွဲကိုလည်း ခွေးခလောက်ဆွဲမဲ့ရွေးကောက်ပွဲလို့ပြည်သူကသတ်မှတ်ထားပါတယ်။သူတို့ရွေးကောက်ပွဲတွေပြီးသွားလဲတော်လိုင်းရင်ကဆက်ရှိနေမှာပဲလို့အလွယ်ပြောလို့မရပါဘူး။အိမ်အားချိနဲ့ပြီးပြိုကျခါနီးအချိန်မှာပြည်သူစစ်မှုထမ်းဥပဒေနဲ့အသက်ဆက်နိုင်တာကိုသတိပြုသင့်ပါတယ်။စေအောင်စုထိန်းချုပ်မှုအောက်ရောက်နေတဲ့ပြည်သူတွေအနေနဲ့ကတော့စစ်မှုထမ်းဥပဒေကိုရောရွေးကောက်ပွဲကိုပါရှောင်လွှဲနိုင်စွမ်းမရှိကြပါဘူး။ ါပေမဲ့ပြည်သူကတော်လိုင်းရေးအလံနဲ့တော်လိုင်းရေးအတံကိုနားဆွင့်ထားပြီးအမြဲအသင့်ရှိနေပါတယ်။တရားမဝင်ရွေးကောက်ပွဲဖြစ်ခဲ့လေပြည်သူတွေအနေနဲ့တော်လိုင်းရေးကနေချောင်ထွက်သွားမှာမဟုတ်ဘူးဆိုတာရဲရဲကြီးအာမခံပါတယ်။တပ်ဆိုင်သူတွေအနေနဲ့အလံဆုံးအတံဆုံးမြင့်ပြီးညီကြဖို့သာလိုပါလိမ့်မယ်။